မိတ်ဆွေတို့အားလုံးပဲမင်္ဂလာပါ JN Knowledge Channel မှာကြိုဆိုပါရစေကျွန်တော်ရဲ့ YouTube Channel ကို Like and Subscribe လုပ်ဖို့မေးချနေပါခုပြောပြမဲ့ဇလန်းတို့လေးကမိတ်ဆွေတို့အတွက်အကျိုးရှိမဲ့ဗီဒီယိုတစ်ပုဒ်ဆိုလည်းမမားပါဘူးနော် Let's go အလန်နဲ့ရှားပါးစေဘက်ဝင်အပင်နေရောင်ကြီးနွိနွိလေးကတိရွတ်တွေကို ဖောက်ထွင်းပြီးမြေပြင်ပေါ်ကျရောက်နေပါတယ်။အဲလက်စ်ဟာသူ့ရဲ့အိတ်ကလေးကို လွှဲပြီးတောနဲ့ကြီးတဲကိုရှောက်သွားနေပါတယ်။ သူ့ရဲ့မျက်လုံးတွေကတောအုပ်ရဲ့အနောက်ကိုခံစားရင်းတစ်ချိန်တည်းမှာလဲဆေးပင်ကိုလိုက်ရှာနေပါတယ်။ Alice ဟာဆေးဘက်ဝင်အပင်တွေကိုစိတ်ဝင်စားသူတယောက်ပါ သူ့ရဲ့အိမ်မက်ကရှားပါတဲ့ဆေးပင်တွေကိုရှာဖွေပြီးလူတွေရဲ့ကျန်းမာရေးကိုကူညီဖို့ပါ။ LS ဟာတော်ရဲမှာရှောက်သွားရင်အမျိုးမျိုးသောအပင်တွေကို တွေးခဲ့ပါတယ်။ဒါပေမဲ့သူ့ရဲ့စိတ်ထဲမှာတော့တပင်တွေကိုပဲလိုချင်နေတာပါ။အဲ့ဒါကတော့ လေးနှစ်မှာတခါပဲပောက်တဲ့အံ့ဖွယ်ဆေးပင်မှာဒီဆေးပင်ဟာအလွန်ရှားပါးပြီးကုသနိုင်တဲ့အစွမ်းတွေလည်းများစွာရှိပါတယ်။အချိန်တွေကြာလာတာနဲ့အမျှ LS ရဲ့မျောလင်းချက်တွေနည်းသွားသလိုခံစားလာရပါတယ်။ဒါပေမဲ့သူဟာအရှုံးမပေးပါဘူးဆက်လက်ပြီးရှာဖွေနေပါတယ်။တနည်းအားအရောက်မှာတော့ထူးဆန်းတဲ့အပင်လေးတစ်ပင်ကိုတွေးလိုက်ရပါတယ်။ LS ဟာအပင်ကိုတေချာကြည့်လိုက်တော့ သူ့ရဲ့နှလုံးခုန်နှုံးတွေ မြန်လာပါတယ်ဒါဟာ သူ့လိုက်ရှာနေတဲ့အံ့ဖွယ်ဆေးပင်ဖြစ်နေပါတယ်အလတ်ဟာဆေးပင်ကိုတွေးလိုက်ရလို့အယံပျော်သွားပါတယ်သူ့ရဲ့မျက်လုံးတွေမှာဝမ်းသာတဲ့အရေးအယောင်တွေပြည့်နှက်နေတဲ့သူဟာဆေးပင်ကိုဂယုတစိုက်ခူးဆွတ်ပြီးအိတ်ထဲမှာထည့်လိုက်တဲ့ဒီဆေးပင်ဟာသူ့ရဲ့အိမ်မက်ကိုအကောင်အထည်ဖော်ဖို့အတွက်အထောက်ပံ့ဖြစ်လာမှာပါအဲလတ်ဟာပျော်ရွှင်စွာနဲ့အိမ်ကိုပြန်လာခဲ့ပါတယ်။သူ့ရဲ့အိတ်ထဲမှာတော့ အံဖွဲ့ဈေးပင်လေးရှိနေပါတယ်။ LS ဟာဒီဈေးပင်ကိုအသုံးပြုပြီးလူတွေရဲ့ကျန်းမာရေးကိုဘယ်လိုကူညီပေးရမလဲဆိုတာကိုစဉ်းစားနေပါတယ်။သူ့ရဲ့ခေါင်းထဲမှာတော့အနာဂတ်အတွက်မျှော်လင့်ချက်တွေပြည့်နှက်နေပါတယ်။ LS ရဲ့ဇလန်းကကျွန်တော်တို့ကို မျှော်လင့်ချက်နဲ့စူးစမ်းမှုရဲ့အရေးပါပုံကိုသင်ခန်းစာပေးပါတယ်။ဘလောက်ပဲခက်ခဲပါစေ ကျွန်တော်တို့ရဲ့အိမ်မက်တွေကိုအရောက်လန်းနိုင်တယ်ဆိုတာကိုတည်တည်ပြသွားပါတယ်။ ဗီဒီယိုကိုအစအဆုံးကြည့်ပေးတဲ့မိတ်ဆွေတယောက်ချင်းစီတိုင်းကိုကျေးဇူးတင်ပါတယ်။